ုံးပဲမင်္ဂလာပါရေအေဒီ channel ကနေပြန်လည်ကြိုဆိုပါရစေအဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာကနိုင်ငံရေးနိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမဲရောက်လိုက်လုံးဝရွေးကောက်ပွဲမှာခြံစည်းရိုးဖျက်ပြီးဝင်သွားတဲ့ဥက္ကိုကြီးအကြောင်းပြောမှာပါဥက္ကိုကြီးနဲ့ပတ်သက်ပြီးဘာအကြောင်းလဲဆိုတော့သူတင်ထားတဲ့ post တွေနဲ့ပတ်သက်ပြီးတော့ ျွန်တော်တွေးမိတဲ့အကြောင်းနောက်တစ်ခုဒီ post နဲ့ပတ်သက်ပြီးတော့မှလူတွေဝေဝါးသွားမှာဆိုလို့နိုင်ငံရေးသဘောတရားတွေနဲ့နှိုင်းယှဉ်ပြီးတော့မှကျွန်တော်ပြောသွားဖို့ရှိပါတယ်။အဲ့တော့ဥက္ကဋ္ဌကသူ့ရဲ့လူမှုကွန်ရက်မှာတင်ထားတာတွေ့ရတယ်။ယူကော့ဘွဲကတရားပေါ်လုံးမှာဗကရီနိုင်ငံရေး real politics ဆိုတာဗကရီရှိတရားပေါ်မှာပဲအခြေခံနေတဲ့။လာမယ့်9နှစ်တာဘဝတွေကိုရွေးချယ်မှာတဲ့။လာမယ့်9နှစ်တာဘဝတွေကိုနော်။မဲပေးဖြစ်အောင် ေးကြပါမပေးပြအောင်ပေးကြပါဆိုတာတဲ့ဘလို့တိုက်တွန်းရပါမလဲရှာကြည့်လိုက်တော့တဲ့ဒီလိုလေးတွေ့တယ်ဆိုပြီးတော့ तू ကတက်ပုံလေးပေါ့နော်အဲတော့ तू တင်ထားတဲ့ဟာပေါ့နော်အဲ့တော့ तू ကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့နည်းနည်းတော့လေ့လာကြည့်အောင် तू ကဒီ real politics ပေါ့နော် real politics ကို तू ပြောထားတယ်အဲ့တော့ real politics ဆိုတာကလက်တွေ့နိုင်ငံရေးပေါ့ပြောရရင်တော့လက်တွေ့နိုင်ငံရေး လက်ရှိဖြစ်နိုင်ကြီးပေါ့ဒါဟုတ်ဒါအပေါ်မှာအခြေခံတာပေါ့နော်အဲ့တော့လက်တွေ့နိုင်ငံရေးဒီ real politics ရဲ့အခြေခံမှုကိုသူကဥစားပေးပြီးပြောထားတဲ့သဘောတော်တည်ရတယ်အဲ့တော့ real politics ဆိုတာကကျွန်တော်တို့နိုင်ငံရေးလောကမှာကိုကျင့်တရားနဲ့စံနှုန်းတွေထက်ဥပမာပြောကျွန်တော်တို့ ideal lesson တို့ moral lesson တို့စံနှုန်းနိုင်ငံရေးတို့ကိုကျင့်တရားနိုင်ငံရေးတို့ဒါတွေထက်ပိုပြီးတော့မှလက်တွေ့ကြတဲ့အကျိုးစီးပွားနဲ့ အာဏာကိုဥစားပေးတဲ့နိုင်ငံရေးချဉ်းကပ်မှုမျိုးကိုသူကဆိုလိုထားတာပေါ့နော်အဲ့တော့ real politics ပေါ့လူတွေကိုလှည့်စားဖို့ကြိုးစားတာနော်လူတွေကိုလှည့်စားဖို့ကြိုးစားလာတာအဲ့ဒီပုံမှာလူတွေပြည်သူတွေဝေဝါးသွားမှာဆိုတော့ကျွန်တော်ဒီကနေ့ဒီအစီအစဉ်ကိုပြောရရင်ဖြစ်တယ်အဲ့တော့ဟုတ်ပြီကျွန်တော် real politics ဆိုတာဘာလဲ real politics ဆိုတာကအကျိုးစီးပွားတွေရှိတယ်ကိုကျိုးစီးပွားလည်းရှိတယ်နိုင်ငံရေးကျိုးစီးပွားလည်းရှိတယ် ဒါပေမဲ့ဒီနေရာမှာဒီလူတွေကိုယုံကြည်ရတာတော့ကိုကျိုးစီးပွားပါပဲနိုင်ငံအကျိုးစီးပွားမပွားဘူးเนาะနောက်တစ်ခါအာဏာရှိတယ်နောက်တစ်ခါအခွင့်အရေးရှိတယ်သူကလက်တွေ့ကြကြเนาะလက်တွေ့ညင်နိုင်တယ်လက်တွေ့ရနိုင်တယ်လက်လန်းမိတဲ့အခြေအနေမျိုးမှာလည်းရှိတယ်တဘောကတော့သူကဖြစ်တင်တာတဲ့သူကဖြစ်နိုင်တာကိုဦးစားပေးတယ်နိုင်ငံရေးယူဆချက်တစ်ခုပေါ့เนาะအဲ့တော့အဲ့ယူဆချက်เนี่ย ဒါသူကစစ်တပ်နဲ့အပေးယူလုပ်ပြီးတော့မှနိုင်ငံရေးနယ်ပယ်ကိုထိတ်ဖို့သူကြိုးစားတာပေါ့နော်အဲဒီမှာတော့သူကတော့တောက်လျှောက်နော်ဟိုပူချင်းတရားနိုင်ငံရေးစံနှုန်းတွေမပါတယ်မပါပါမဲ့သူကတော့နိုင်ငံရေးသဘောတရားတွေနဲ့ခင်ဗျားတို့ကျွန်တော်တို့ကိုဝေဝါးတော့အောင်လှည့်စားဖို့ကြိုးစားလာတာကြိုးစားလာခြင်းတရက်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ idealism တို့ moralism တို့စံနှုန်းနိုင်ငံရေးတို့ကုချင်းတရားနိုင်ငံရေးတို့ ဒါတွေကရောဒါတွေကတော့ပါပြီးသားပဲเนาะကိုချင်းတရားတန်ဖိုးစံနှုန်းနေနောက်တကမှန်ကန်မှုတွေတရားမျှတမှုတွေလူခွင့်ရေးတွေဒီမိုကရေစီရေးတွေသူကတော့ဖြစ်နိုင်တာထက်ဖြစ်တင်တာကိုဦးစားပေးတဲ့ယူဆချက်တစ်ခုဖြစ်တယ်ပြောရရင်တော့စစ်တပ်နဲ့လောကအပေးယူမလို့ကိုချင်းတရားအရမှန်ကန်တဲ့တော်လိုင်းကြီးလမ်းစဉ်ကိုပဲခံယူမယ်တဘောကတော့အဲ့ဒါမျိုးပေါ့เนาะအဲ့တော့ तू ကတော့ကိုချင်းတရားနိုင်ငံကြီးမပါဘူးเนาะမှန်ကန်တဲ့ အခြေအနေတရက်မရှိဘူးလူခွင့်ရတယ်ရချင်မှရမရချင်မရဒါပေမဲ့တေချာတာတော့ပါလေအကျိုးစီးပွားရှိမယ်အာဏာရှိမယ်အခွင့်အရေးတွေရှိမယ်ဆိုတော့ဥက္ကိုကြီးပြောချင်တာကသူ့အနေနဲ့လူချင်းတဲ့အောင်မြင်မှုကိုမရသေးဘူးနိုင်ငံရေးမှာမဲပေးခြင်း vote ပေါ့ဗျာနော် voting ပေါ့မဲပေးခြင်းကနေတဆင့်ပြောင်းလဲဖို့သူဖန်တီးပေးနိုင်မယ်ဖန်တီးနိုင်မယ်ဒါကြောင့်လူကောင်းတွေသူ့ရဲ့သဘောကနော် ူကောင်းတွေ good review ပေါ့ဗျာနော်လူကောင်းတွေမဲပေးကြပါကျွန်တော်တို့လိုချင်တာကိုပေးကြပါလို့တောင်းဆိုထားတဲ့မဲပေးပြီးလက်ရှိအခြေအနေကိုမိမိရရစုပ်ကံကြပါဆိုတဲ့သဘောမျိုးပေါ့ဗျာအဲတစ်ဖက်ကကြည့်ရင်တော့နော်အာလူလူတို့ကတော့အဲ့လိုမျိုးထင်ပါပဲဒီလိုထင်အောင်လဲသူကပြောတာပေါ့နော်အဲ့တော့ bad politician are elected by good people who don't vote အဲ့အဲ့အင်္ဂလိပ်စာရဲ့အတိအပယ်ကအညံစားနိုင်ငံရေးသမားများတည်တဲ့မဲမပေးသူလူကောင်းများက ရေးချယ်တင်မြှောက်ခြင်းခံရတယ်တဲ့အဲ့တော့အညာစားနိုင်ငံရေးသမားကမဲမပေးတဲ့သူတွေပေါ့ကျွန်တော်တို့ကလူကောင်းတွေပေါ့ဆိုလိုတာကလူကောင်းတွေမဲမပေးရင်အညာစားနိုင်ငံရေးသမားတွေကိုရေးချယ်တင်မြှောက်ရရောက်တယ်လို့သူကပြောချင်တာနော်အဲ့တော့မဲမပေးတဲ့သူတွေကလူကောင်းတွေပေါ့ဗျာကျွန်တော်တို့မဲမပေးသွားမပေးတဲ့သူတွေကလူကောင်းဒူတော်တွေပေါ့ဗျာအဲ့တော့ဒီစာသားဟာမဲမပေးခြင်းရဲ့အကျိုးဆက်ကိုသူကထောက်ပြတာသဘောရတယ်နော်အဲ့တော့လူကောင်းတွေမဲမပေးရင်ခင်ဗျားတို့လူကျင်တဲ့အရေးချင်းပြည့်မီတဲ့ နိုင်ငံရေးသမားတွေကိုတော့ရမှာမဟုတ်ဘူးเนาะအညာစားနိုင်ငံရေးသမားတွေအေဂျင့်မပြည့်မီတဲ့နိုင်ငံရေးသမားတွေဒါမှမဟုတ်မကောင်းတဲ့နိုင်ငံရေးသမားတွေအာဏာရနိုင်တယ်ဆိုတော့သူကဒီမိုကရေစီရဲ့အခြေခံမှုကိုသူကအသုံးချလာတာအဲ့တော့ဒီ post မှာရှူရောင်းနှစ်ခုကျွန်တော်တို့ကမြင်လို့ရတယ်ရှူရောင်းနှစ်ခုပေါ့เนาะဥပ္ပိုလ်ကြီးက88မျိုးဆက်ចောင်းသားခေါင်းဆောင်ဟောင်းတူလည်းဖြစ်တယ်နိုင်ငံရေးရောကမှာနှစ်ပေါင်းများစွာပါဝင်ခဲ့တဲ့သူလည်းဖြစ်တယ်လက်ရှိလည်းပြည်သူ့ပါတီဥက္ကဋ္ဌလည်းသူကလုပ်နေတယ် တော့သူဟာနိုင်ငံရေးမှာ real politics ရဲ့အရေးပါမှုကိုအခုမှပြန်ပြီးတော့မှရှင်းကျင်မိတယ်ဆိုတဲ့သဘောဒါကိုသူကပြောဆိုလာတာပေါ့အဲ့တော့သူကိုယ်တိုင်ကအဲအရင်တုန်းကနိုင်ငံရေးချင်းကပ်မှုပေါ်ပြန်လဲတုံ့တက်မှုတစ်ခုလို့လေဒီနေရာမှာပြောလို့ရတယ်ပေါ့နော်သူကနှစ်ခွပေးထားတာနှစ်ခွပေးထားတာအဲ့တော့လူကောင်းတွေမဲမပေးတဲ့အခါမှာဥက္ကိုကြီးဥက္ကိုကြီးအပါဝင်ပေါ့နော်အခုလွတ်တော်တဲ့ဝင်ဖို့စူးစမ်းနေတဲ့နိုင်ငံရေးသမားတွေဟာရီမန်းချက်မအောင်မြင်မဲနဲ့ ဒါအញ្ញံစားနိုင်ငံရေးသမားဘဝမျိုးရောက်သွားနိုင်တယ်လို့အခု post ကသူ့ကိုယ်သူဝန်ခံခြင်းဒါမှမဟုတ်သူ့ကိုယ်သူစိုးရိမ်ပူပန်မှုနဲ့တံဝေကကို ဖော်ပြနေတယ်လို့လည်းပြောလို့ရတယ်ဒါတစ်ချက်ပေါ့နော်နောက်တစ်ချက်ကတော့အာဒီကောင်းကွာဒီကောင်းဒီကွာငါပြောတဲ့ရွေချက်ကိုလည်းမသိပဲနဲ့ငါ့ကိုအញ្ញံစားနိုင်ငံရေးသမားလို့ဆွဆွဲနေတယ်ပေါ့အရန်တုံးတာပဲအဲ့လိုထင်ကောင်းထင်နေလိမ့်မယ်မတုံးပါဘူးသိပါတယ်နော်နောက်ထပ်ရွေချက်ကပါလဲဆိုတော့ သူက call to action ပေါ့နော် title နှုတ်ဆိုတာအဲ title နှုတ်ဆိုတဲ့သဘောနဲ့သူကရေးထားတာပေါ့ဗျာဥမာအညာသားနိုင်ငံရေးသမားတွေပေါ်ပေါ်လာလို့ရှိရင်ဒီအပြစ်ဟာလူကောင်းတွေမဲမပေးလို့ပဲဆိုတဲ့သဘောမျိုးသူကပြောချင်တာအဲ့တော့လူကောင်းတွေမဲပေးပါဒီလိုလှည့်စားပြီးတော့မှသူကပြောချင်တာเนาะအဲ့တော့သူတို့ပေါ်ဖို့အဲဒီလူကောင်းတွေအနေနဲ့ပေါ့နော်မဲပေးပြီးတော့မှတာဝန်ယူပါဒါမှနိုင်ငံရေးအခြေအနေပြောင်းလဲနိုင်တယ်ဆိုတာသူကပြောချင်တာအဲ့တော့လက်ရှိမြန်မာနိုင်ငံရေးအခြေအနေအရမဲပေးခြင်း ရေကောက်ပွဲအပေါ်မှာသဘောထားမျိုးမျိုးရှိနေတဲ့အချိန်မှာဥက္ကိုကြီးအနေနဲ့သူကဒီဒီမိုကရေစီလမ်းကြောင်းပေါ်ကရေကောက်ပွဲဖြစ်စဉ်ကိုလက်တွေ့ကျကျဒါ real politics အရာပေါ်ဗျာအရေးပါဆုံးမူဝါဒတစ်ခုပုံစံမျိုးပေါ့သူကဒါမျိုးတတ်မှတ်ပြီးတော့မှပြည်သူကိုမဲပေးတာတိတ်ပြီးအရေးကြီးတယ်ဆိုတာသူကဆိုလိုချင်တာဗျာဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်ချက်စဉ်းစားကြည့်အောင်မဲမပေးလဲမဲအောင်လဲစစ်တဲ့အုပ်စိုးတဲ့အစိုးရပဲတက်မှာဆိုတာကိုကျွန်တော်တို့တည်တည်ရည်နဲ့မဲပေးတော့ဘာထူးမှလဲအယုံအစိုးရ နော်ပြည်သူအာဏာတစက်ကလေးမှမရှိတဲ့လွှတ်တော်ကိုပြည်သူကမဲပပေးကျင်တာကို तू ကဘာကြောင့်မဲပေးဖို့အတင်းတိုက်တွန်းနေရလဲအဲ तू မျောလင့်ထားတဲ့ပြောင်းလဲမှုမျိုးကဘလို့မျိုးလဲဖြစ်လာမှလည်းမဟုတ်ဘူးဆိုတာတိတိရင်နဲ့ဘာကြောင့် तू ကပြည်သူကိုအတင်းတိုက်တွန်းနေရလဲဒါတွေကျွန်တော်တို့စဉ်းစားဖို့လိုလာတာပေါ့နော်ဒီနေရာမှာကျွန်တော်ပုံပေါ်ရေးကိစ္စနောက်မှပြောလိုက်အဲ့တော့နိုင်ငံရေးရှုထောင့်ပေါ့နော်နိုင်ငံရေးသမားတဦးရဲ့ရှုထောင့်နိုင်ငံရေးသမားတဦးရဲ့ရှုထောင့်ကနေပြီးတော့မှကြည့်မယ်ဆိုရင် ဒီမိုကရေစီစနစ်ရဲ့အဓိကအစိတ်ပိုင်းဖြစ်တဲ့ရွေးကောက်ပွဲဆိုတာကျွန်တော်တို့ဒီပုံသဏ္ဍာန်ရပဲဖြစ်ဖြစ်နိုင်ငံတကာရှေ့မောက်မှာပဲဖြစ်ဖြစ်အဲဆက်ပြီးတော့မှရှိနေဖို့လိုအပ်တယ်လို့ယုံကြည်ထားတဲ့သဘောပေါ့နော်ရွေးကောက်ပွဲကိုအလုံးစုံသဘိမ့်မောင်းလိုက်ရင်နိုင်ငံရေးရဒါတရားဝင်မှုပေါ့နော် political legitimacy ကိုစစ်ကောင်စီကအပြည့်အဝယူသွားနိုင်တယ်လို့စွန့်နေကြတာလည်းရှိတယ်နောက်တစ်ခုကရွေးကောက်ပွဲ တခုရှိနေမှသာနိုင်ငံရေးပါတီတွေလွတ်တော်အတွင်းမှာအတိုက်ခံနေရတဲ့နိုင်ငံရေးဆွေးနွေးမှုတွေအတွက်နေပယ်တခုပေါ့နော် political space ပေါ့နော်အဲ့ဒီ political space ကဘလောက်ပဲတင်းငယ်ပေမဲ့အဲဒီလို political space လေးရှိနေတာဟာခံတာရဲဆိုတဲ့အတွေးမျိုးပေါ့နော်ကျွန်တော်တို့ရှိကိုထည့်ပေးတဲ့ message ပေါ့ဗျာအဲ့တော့ဒီနေပဲကိုလုံးဝပြောက်ကွယ်မသွားအောင်အထိန်းထားဖို့လိုအပ်တယ်ဆိုတဲ့ message မျိုးကိုပေးချင်တာလည်းဖြစ်တယ်။ကိုကိုကြီးကသူ့ post မှာဒီ real politics ကိုသူကူးကားခဲ့တယ် ဲ့ဒီချင်းကမ်းမှုအရာအခြေအနေကဘယ်လောက်ပဲဆိုဆိုလက်တွေ့ကြကြဘာကိုရနိုင်မလဲဆိုတာကိုသူကထောက်ပြချင်တာအဲ့စစ်တပ်ကိုတိုက်ရိုက်တော်လှန်နေတာဒါမှမဟုတ်ကျွန်တော်တို့အလုံးစုံသပိတ်မောက်တာကအနေများတယ်အဲ့တော့လက်တွေ့ကြတဲ့နိုင်ငံရေးလုပ်ငန်းစဉ်အဲ့ဒါကိုရုပ်ောက်ဘုရားနဲ့တဆင့်အာနာကိုတဖြည်းဖြည်းချင်းမျှဝေယူဖို့အတွက်ဒါမှမဟုတ်ပေါ့ဗျာနိုင်ငံရေးအပေးယူလုပ်ဖို့အခွင့်အလမ်းတွေကိုရှာဖွေမယ်ပေါ့ဒါသူကအဲ့လိုပြောချင်တာပေါ့ဒါတစ်ခုပေါ့ဗျာနောက်တစ်ခုကဒီမေးပေးတာကို တက်လာတဲ့ကောင်တွေကိုတရားဝင်ဖြစ်အောင်လုပ်ပေးထားတဲ့အာမိမိတို့ဘယ်သူကိုဒါမှမဟုတ်ဘဲဖွဲ့စည်းကိုလုံးဝလက်မခံဘူးဆိုတဲ့သဘောထားကို ပြတာတဲ့ဤလန်းအဖြစ်လဲသူမြင်စေလိုတဲ့ပုံစံမျိုးလဲပြောချင်တာပေါ့ဥမာဗျာစစ်တပ်ကမဲမပေးဘူးဗျာစစ်တပ်ကျွန်တော်နောက်ခံပြူထားတဲ့ဂျက်ဖို့ကမပေးဘူးဗျာတခြားပါတီတွေကိုမဲပုံအောင်ပြေးလိုက်မယ်ဗျာအဲဒီလိုပုံအောင်ပြေးခြင်းအပြင်အဲဒါကစစ်တပ်ကမထောက်ခံဘူးဆိုတဲ့သဘောမျိုး အပြတာလို့ရတယ်ဆိုတော့ message ကို तू ကလည်းပေးခြင်းလားအဲ့ message ကိုပေးခြင်းလားဒါကြောင့်အခုကျွန်တော်ပြောနေတဲ့နိုင်ငံရေးသဘောတရားတွေပြောနေရအောင်အဲ့တော့ခင်ဗျားတို့မဲပေးပါခင်ဗျားတို့လူကောင်းတွေမဲပေးပါလူကောင်းတွေကအဲအများကြီးရှိတယ်အဲ့လူကောင်းတွေကအညံစားနိုင်ငံရေးသမားတွေကိုမဲမပေးဘူးဆိုတာသူတို့ယုံတယ်အဲ့တော့လူကောင်းတွေဒီအညံစားနိုင်ငံရေးသမားတွေကိုမဲမဲပေးပေးနဲ့အဲတော်တော်နဲ့နိုင်ငံရေးသမားတွေရှိတယ်ပေါ့ဗျာသူသူ့ကိုသူပြောတာပေါ့နော် တို့ကိုပေးကြပေါ့မဲပေးကြပေါ့နော်ဒါမှစစ်တပ်ကိုစန့်ကျင်တဲ့အဲပုံရိပ်တစ်ခုကိုလည်းရစီတယ်ပေါ့နော်ဒါကပြည်သူစံနာကိုဖော်ထုတ်ရလဲရောက်တယ်ဆိုတော့ message မျိုးကိုပေးကျင်တာဒါလည်းတစ်ခုပေါ့နော်နောက်တစ်ခုကသူတင်ပြထားတဲ့ပုံလေးကလို့ပဲမဲမပေးဘဲနေလိုက်တာကအញ្ញံစားနိုင်ငံရေးသမားကိုမတော်တဆအနိုင်ရသွားစေနိုင်တယ်လို့မြင်လို့ရတယ်ပေါ့ဒါကြောင့်ပြည်သူတွေကအဲသူတို့ရဲ့နိုင်ငံသားတာဝန်ကိုမဖြစ်မနေထမ်းဆောင်သင့်တယ်လို့ဒါသူကဒီပုံစံနဲ့ တိုက်တွန်းထားတာ။နောက်ဤဥကိုကြီးကသူရည်ညွှန်းတဲ့နေရာမှာအညာစားနိုင်ငံရေးသမားတွေလို့သူရည်ညွှန်းတဲ့နေရာမှာစစ်တပ်နဲ့ပတ်သက်တဲ့သူတွေအပြင်နိုင်ငံရေးအားနည်းချက်ရှိတဲ့သူတွေကိုလည်းသူဆိုလိုတာဖြစ်နိုင်တယ်။အဲ့တော့လူကောင်းတွေတဲကမဲပေးခြင်းဖြင့်ဒီလိုအရေးချင်းမပြည့်တဲ့သူတွေပေါ့နော်လွတ်တော်တွေမရောက်အောင်တားဆီးနိုင်လိမ့်မယ်ဆိုတဲ့ message ကိုလည်းသူကပေးခြင်းတာ။ဒါပေမဲ့ဒါတွေကသူကနိုင်ငံရေးသဘောတရားတွေကိုချပြပြီးတော့မှပြည်သူကို message ပေးတာပေါ့နော်။ သို့တော်လည်းအဲ့ဒါဟာနောက်ဆုံးချုပ်လိုက်လို့ရှိရင်တော့အခြေအနေကြီးကိုကျွန်တော်တို့ကမြင်နေရတာနဲ့သူကဒီနိုင်ငံရေးသဘောတရားတွေချချပြနေပေမဲ့ကျွန်တော်တို့လူလူအတွက်ဒီရွေးကောက်ပွဲရတယ်ဘာမှမမျှော်လင့်လို့မရဘူးအော်မျော်လင့်လို့မရတဲ့ရွေးကောက်ပွဲရှိရနေပြီကျွန်တော်တို့ဘဲသွားပြီးလဲအလကားပဲလေတကယ်တော့ဥက္ကိုကြီးကနိုင်ငံရေးသဘောတရားတွေကိုခုံလုံးလုပ်ပြီးတော့မှသူ့ရဲ့အကျိုးစီးပွားအတွက်ဒီ post ကိုတင်တယ်လို့ကျွန်တော်ကတော့မြင်နေပေါ့နော်အဲ ကျွန်တော်တို့လည်းမြှောက်ပေးလိုက်တာပေါ့ဗျာခင်ဗျားတို့ကလူကောင်းတွေပေါ့နော်ခင်ဗျားတို့လူကောင်းတွေမဲမပေးလို့ရှင်နော်လူညံ့နိုင်ငံရေးသမားတွေအစင်ပေါ်ရောက်မယ်ဆိုတဲ့သဘောမျိုးသူကပြောချင်တာပေါ့ဗျာအဲ့တော့ရောက်ပါပါသူကိုယ်တိုင်လည်းလူညံ့နိုင်ငံရေးသမားပဲဖြစ်မှာပေါ့ဗာပြောလို့ဆိုတော့သူကိုယ်တိုင်လည်းအစင်ပေါ်ရောက်အောင်ပါသူကိုယ်တိုင်လည်းလွှတ်တော်တွေရောက်အောင်ပါအဲ့တော့သိကြပါတယ်ကျွန်တော်တို့မဲမပေးခြင်းဟာသူကိုယ်သူလူညံ့နိုင်ငံရေးသမားလို့ဝန်ခံလိုက်တာ ਨੇ အတူတူပဲသူ့ကိုကျွန်တော်တို့ကလူညံ့နိုင်ငံရေးသမား အဖြစ်စီကိုတွန်းပို့လိုက်တာ ਨੇ အတူတူပဲလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့မဲမပေးမှုကိုနည်းနည်းလောက်တစ်ချက်တော့ကြည့်ကြည့်အောင်ဘာအကျိုးမြတ်တွေရှိနိုင်လဲနော်အဲ့တော့ကျွန်တော်တို့မဲမပေးခြင်းဟာအန်ဒီတော့ရှိတယ်ဒါပေမဲ့အကြံဖတ်စစ်ကောင်စီကိုထိတိရောက်ရောက်ဂိုင်းတွင်နိုင်တယ်ဒီကိစ္စပြောလို့ရှိရင်ကျွန်တော်တို့အဲ့လိုရွေးကောက်ပွဲကိုတပိတ်မောက်ခြင်းဟာအကြံဖတ်စစ်ကောင်စီကိုနိုင်ငံရေးရတရားဝင်မှု political legitimacy မရအောင်တားဆီးရမှာအတိအယောက်ဆုံးနှီးလမ်းမယ် အဲ့တော့မဲလာပြီးတဲ့နှုန်းပေါ့နော်ဗုဒ္ဓတန်တော်ပေါ့နော်အရန်နေပါလို့ရှိရင်ရွေးကောက်ပွဲကိုနိုင်ငံတကာကရောပြည်သူကပါအတိမတ်မပြုတ်ဘူးဆိုတာကိုအထင်ရှားပြသရာရောက်တယ်အရန်ရေးကြည့်ပါတယ်အဲ့မဲမပြီးတာလीအဲ့တော့ဒါဟာကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်တမိုင်းဝင်အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကျွန်တော်တို့မျက်စိရှိမှာတဲ့တဲ့ရောက်နေပြီဆိုတာအားလုံးနားလည်ဖို့လိုတယ်ကျွန်တော်တို့အားလုံးလိုချင်တာက Federal Democracy နိုင်ငံတော်တဲ့ အာနာရှင်စနစ်အပြည့်တိုင်ချုပ်ငင်းရင်ဒီဘန်းနိုင်ကိုသွားမှာအဲ့တော့ဒီဘန်းနိုင်ကိုသွားတဲ့နေရာမှာအကြံဖတ်စစ်ကောင်စီလက်အောက်ခံကနေဖြစ်ပေါ်လာမဲ့လွှတ်တော်ရှိရာကျွန်တော်တို့ဘာမှမျှော်လင့်လို့မရဘူးအဲ့တော့မဲပေးခြင်းဆိုတာကရွေးကောက်ပွဲကိုကျွန်တော်တို့ကလက်ခံကြောင်ပြတာတာလက်ခံတယ်ဘလို့ပဲဖြစ်ဖြစ်ခင်ဗျားတို့ကခင်ဗျားတို့ဒီကြံခံရေးကိုမပေးဘဲနဲ့ခြားပါတီကိုပေးတယ်ခင်ဗျားတို့ဒါရွေးကောက်ပွဲကိုလက်ခံတာပဲအဲ့တော့ရွေးကောက်ပွဲကိုကျွန်တော်တို့မဲလာပေးလို့ရှိရင်အကြံဖတ်စစ်ကောင်စီကသူတို့ရဲ့အာဏာကိုနိုင်ငံတကာနဲ့ပြည်သူတွေရှိမှာ ရေကောက်ပွဲနဲ့ရလာတဲ့အစိုးရပုံစံမျိုးအယောင်ဆောင်ပြီးတော့မှအတုံးချခံရပါလိမ့်မယ်ကျွန်တော်တို့မဲမပေးပဲနေခြင်းဖြင့်ဒီရွေးကောက်ပွဲဟာပြည်သူ့ဆန္ဒမပါဝင်ဘူးချန်ပီယံရှစ်ကောင်စီရဲ့လုံခြံဖန်တီးမှုသာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကဘာကိုအရှင်းဆုံးအခိုင်အမာဆုံးသက်တည်ပြနိုင်တဲ့ကျွန်တော်တို့ရဲ့အကြမ်းမဖက်တော်လှန်ရေးတစ်ခုပဲအဲ့ဒါစဉ်းစားကြည့်လေလက်ရှိပါဝင်မဲ့ပါတီအများစုကလည်းဒါစစ်တပ်နဲ့တိုက်ရိုက်တောင်းမှုတွေဝိုက်ပြီးတော့မှဆက်ဆက်နေကြပဲเนาะ အကြမ်းဖက်စစ်တပ်ကဖန်တီးထားတဲ့ဖွဲ့စည်းပုံအရအလွတ်တော်25နေရာကိုလည်းအလိုလျောက်ယူထားတာပဲအဲ့တော့ပြည်သူတွေကလည်းဘယ်သူ့ကိုပဲမဲပေးပေးစစ်တပ်လိုချင်တဲ့ရတဲ့အတိုင်းပဲဖြစ်ပေါ်လာမှာပဲတကယ်အပြောင်းလဲကိုမဖော်ဆောင်နိုင်ဘူးကျွန်တော်တို့အယုတ်ဆိုးရတစ်ခုပဲရမှာအဲ့တော့အဲ့ဒီအယုတ်ဆိုးရတစ်ခုပေါ်မှာကျွန်တော်တို့ရဲ့တန်ဖိုးရှိတဲ့မဲတွေကိုဆွနှုတ်ဖို့မလိုဘူးဗျအဲ့တော့စစ်တပ်နဲ့နှိစက်တဲ့ပါတီဝင်အများစုပါတဲ့ရွေးကောက်ပွဲမှာကျွန်တော်တို့မဲပေးခြင်းဟာ အကြဖတ်စစ်ကောင်စီရဲ့လုံရက်ကိုကျွန်တော်တို့ပြည်သူကတိတ်တဆိတ်ပေါ့နော်ထောက်ခံလိုက်တယ်လို့အထိပ္ပယ်တက်ရောက်တယ်အဲ့ဒါအန်ဒီအပူကြီးပါတယ်တော်တော်လေးအန်ဒီရဲ့ကြီးပါတယ်အဲ့တော့စစ်တပ်ကဒီရလက်ကိုအတုံးပြပြီးတော့မှသူတို့ရဲ့အာဏာကိုနိုင်ငံရေးနီလန်းအရာတိဆောက်သွားပါလိမ့်မယ်အဲ့ဒါကိုဥက္ကုကြီးကအားပေးနေတာပါအဲ့ဒီနေရာမှာသူကအညံစားနိုင်ငံရေးသမားအဖြစ်ခံပြီးတော့မှအာဏာနဲ့အကျိုးစီးပွားကိုရအောင်ယူမှာပါ ဒါပါပဲအဲ့တော့ကိုသူကနိုင်ငံရေးသဘောတရားတွေကို message ပေးပြီးတော့ပြည်သူကိုမျက်စိလည်လမ်းမအောင်လုပ်နေတာဒါကိုပြောချင်တာပေါ့နော်ဟုတ်တယ်နိုင်ငံရေးသဘောတရားရတော့မှန်တယ်ဒါပေမဲ့လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေတွေကလုံးဝဒီကိစ္စကမကိုက်ကြီးကျွန်တော်တို့မဲပေးပေးမပေးပေးလူညံ့နိုင်ငံရေးသမားတွေကတော့အစင်ပေါ်ကိုရောက်မှာပဲအဲ့ဒါကြောင့်ကျွန်တော်တို့မဲပေးလိုက်လို့ဟာလူတော်တွေရောက်သွားလိမ့်မယ်လို့မထင်နဲ့ ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကြီးမှာလူတော်တွေမှမရှိတော့တာလူတော်တွေမရှိဘူးတိလူညံ့နေကြီးပဲအဲ့တော့ပေး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 ကျွန်တော်တို့ကရင်းကုန်စရာမရှိဘူးလူညံ့နေပဲလွတ်တော်တွေရောက်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့လုံနိုင်ခြင်းတည်ကျွန်တော်တို့လုံနိုင်တာတည်ကျွန်တော်တို့ရဲ့စန္ဒအမှန်ကိုပြနိုင်တာတည်မဲမပေးခြင်းပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အာယုံစူးဆိုင်မှုအင်အားနဲ့စီးလုံးမှုကိုအာနာရှင်အဆုံးတတ်နိုင်မဲ့စစ်မှန်တဲ့နီလန်းတည်ထဲမှာပဲ ကျွန်တော်တို့စူးစိထားဖို့လိုအပ်ပါတယ်ဒါကမှန်ကန်တဲ့ကိုကျင့်တရားနိုင်ငံရေးကိုတဦးချင်းကျင့်သုံးတယ်လို့ဆိုလိုရာရောက်ပါတယ်အဲကျွန်တော်နောက်ဆုံးပြောချင်တာကတော့ကျွန်တော်တို့ရဲ့စာနာမဲတွေကအလွန်တန်ဖိုးရှိပါတယ်တန်ဖိုးရှိတဲ့ကျွန်တော်တို့ရဲ့မဲတွေကိုအာနာရှင်ရဲ့စနစ်ကိုတရားဝင်ပေးဖို့လုံးဝအတုံးချမခံနိုင်ပါဘူးအဲကျွန်တော်မိတ်ဆွေတွေလည်းအဲ့လိုအတုံးချမခံရအောင်နေစေခြင်းနဲ့ကျွန်တော်ကတော့เนาะ အဲ့တော့ပြည်သူအာဏာကိုစစ်မှန်စွာလိုလားတဲ့နိုင်ငံသားတိုင်းအဲ့ဒီဖန်တီးထားတဲ့ရွေးကောက်ပွဲကိုအတူတူကသဘိတ်မောက်ကြစို့လို့ကျွန်တော်ကဒီနေရာမှာပြောချင်တယ်မဲမပေးပဲနေခြင်းဖြင့်ကျွန်တော်တို့ရဲ့တိတ်ဆိတ်ခြင်းအင်အားကိုဆက်ရနာရှင်ကိုပြသကြပါစို့လို့ဒီနေရာမှာပြောရင်ညီကုန်းချုပ်ပြတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်